ချီလိုအိုဘီရဲ့အတင်းကားနဲ့ထုတ်ခွာမှုကိုဝမ်နမီကြောင့်ဆိုလိုက်တဲ့အာဒီတာမန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်တင်းတို့ရဲ့ပရီးမီးယားလိပွဲစဉ်မတိုင်ခင်အာဆင်နယ်နီးပါမီခဲအာဒီတာကဒီညကမှသူတို့တင်းကားနဲ့ယူနိုက်တက်စီပြောင်းရွှေ့သွားတဲ့လွန်ငယ်တိုက်စစ်ကစားသမားချီလိုအိုဘီမှာတင်းရဲ့ပြောင်းရွှေ့နဲ့ပတ်သက်ပြီးဝမ်နမီရနယ်လိုဖွင့်ဟပြောကြားသွားခဲ့ပါတယ်အသက်၁၆နှစ်အရွယ်ဒိမတ်လွန်ငယ်တိုက်စစ်မှုလေချီလိုအိုဘီမှာတင်းဟာအာဆင်နယ်လွန်ငယ်အတင်းမှာခြေစွမ်းပြနေသူဖြစ်ပေမဲ့အတင်းနဲ့စာချုပ်တက်တန်တိုးမြင့်မှုအဆင်မပြေတာကြောင့်ပြီးခဲ့တဲ့အော်တိုဘာလကပဲအာဆင်နယ်ရဲ့ပြိုင်ဘက်ကလပ် United Agency ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ် ဒီကစားသမားလေးဟာ United လူငယ်အသင်းမှာလည်းဂိုးတွေသွင်းယူနိုင်ခဲ့ရင်စီနီယာအသင်းမှာကစားသမားတွေဒဏ်ရာပြဿနာများကြောင့်အသင်းကြီးအတွက်ကစားကွင်းတွေတဖြည်းဖြည်းနဲ့စတင်ရရှိလာခဲ့ရင်ဖူဟန်နဲ့ FA Blah ပွဲမှာပြသခဲ့တဲ့သူ့ရဲ့ဆွဲဆောင်ရည်ကိုပိတ်သက်တွေကသဘောကျခဲ့ပါတယ်။အခုဆိုရင်ချီရိုအိုဘီမာတင်ကသူ့ရဲ့အသင်းဟောင်းအာဆင်နယ်နဲ့ပွဲမှာပင်ကစားကွင်းရလာဖို့ရှိနေပြီးဒီကစားသမားနဲ့ပတ်သက်ပြီးတော့လည်းကန်နာနီးပြအာဒီတာကအရန်ကန်ဆိုးပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟာအကယ်ဒမီကကစားသမားတွေကိုစက်ထိန်ထားပြီးစီနီယာအသင်းမှာလွန်အောင်မြင်မှုရအောင်လုပ်ခဲ့ချင်တာပါ။ ဒါပေမဲ့ဒီကိစ္စဟာဟေဗန်နဲ့အတူကျွန်တော်တို့ဒါကိုမလုပ်နိုင်ခဲ့ပါဘူး။ကာလမတယောက်ကိုအတင်းမှာဆက်ရှိဖို့ဆွဲဆောင်ဖို့ဆိုရင်ဒီကာလမကကျွန်တော်တို့နဲ့အတူဆန္ဒရှိပြီးကျွန်တော်တို့ဘဂရီကိပ္ပိပြုလို့ပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းက